ဒီနေ့ပို့စေးကတော့ Abundance Crush ပတ်တနာမိသားစုဝင်အဖြစ်ခံယူထားတဲ့သူတွေကိုစိတ်ရွှေရနာတွေထပ်မံပေါ်ကျော်ဝါစီဖို့အတွက်အတိတ်ထံတင်ပေးတဲ့ပို့စေးပဲဖြစ်ပါတယ်။အော်ဒီချက်ရဲ့ပညာဒါနာ live တွေကိုကြည့်ပြီးတဲ့အခါမှာစိတ်ချမ်းသာပြီးတော့ကျော်ဝါချမ်းသာလာကြပါတယ်။အော်ဒီချက်ရဲ့သင်တန်းပွဲတော်တွေကိုဘယ်နှချိန်အထိတက်ခဲ့ဘူးပါဒလဲ VIP class အထိရောတက်ခဲ့ဘူးပါဒလားတီချင်နဲ့လက်တွဲပြီးတဲ့အချိန်ကစပြီးယနေ့အထိ ကိုယ့်ရဲ့တိုးပွားလာသောစီးပွားပမာဏကိုခံမှန်းခြေချရပေးရမှာဖြစ်ပါတယ်။ဥမာကိုကအိမ်နဲ့ကားနဲ့64ရဲ့အတိတ်ထံလှုပ်လို့အိမ်နဲ့ကားနဲ့ဝင်သည်ဖြစ်စေ18ချက်21ရဲ့လှုပ်လို့ငွေသားတွေအဖြစ်ဝင်သည်ဖြစ်စေအဲ့တော့ဒီချက်နဲ့လက်တွဲတဲ့အချိန်မှစပြီးယနေ့အချိန်အထိကိုထံကိုဝင်လာတော့စီးပွားဥစ္စာလက်လာပါရဲ့ခံမှန်းခြေငွေသားပမာဏကိုချရရင်ရပါပြီ။ ဥပမာအိမ်နဲ့ကားနဲ့ရခဲ့တယ်ဆိုလို့ရှိရင်လည်းအိမ်နဲ့ကားနဲ့ရခံမှန်းချေငွေသားပမာဏကို comment မှာချိုက်ပေးပါတချဲ့ရဲ့18ချက်23ရက်ကိုလိုက်လုပ်ပါတယ်တချဲ့ရဲ့တင်နန်းပွဲတော်တွေကိုလည်းတက်ခဲ့မှုပါတယ်တချဲ့ရဲ့ VIP တင်နန်းအထီးလည်းဖြတ်တန်းပူပါတယ်တချဲ့နဲ့လက်တွဲတဲ့အချိန်မှစပြီးတော့ယနေ့အထိထက်မှန်တိုးပွားလာတော့စီးပွားပမာဏမှာ3ပနေရဖြစ်ပါတယ်3ပ2000ဖြစ်ပါတယ် ။ဤမှန်ကန်သောတစ္ဆာစကားကိုဆိုရခြင်းကြောင့်ဤမှန်ကန်သောတစ္ဆာစကားကိုဆိုရခြင်းကြောင့်2025မကုန်ခင်ဘာရပါစီဆိုပြီးတော့ကိုလိုချင်သောငွေကြေးပမာဏကိုလိုချင်သောစီးပွားဥစ္စာပမာဏကိုချရည်ပေးရမှာဖြစ်ပါတယ်။အော်တချဲ့ရဲ့မိသားစုဝင်တွေအတွက်ဒါတီးတဲ့ရည်ရွယ်ထားသော post ဖြစ်လို့16ချက်23ရက် နေ့စဉ်လုပ်နေသူအကျုံးဝင်ပါတယ်တိချဲ့ပညာဒါနာ live တွေကိုကြည့်ရှုပြီးတော့လေ့လာသင်ယူနေသူတွေအကျုံးဝင်ပါတယ်တိချဲ့ရဲ့ပွဲတော်တွေတိချဲ့ရဲ့ VIP ပွဲတော်အတိအထိတက်ရောက်ပြီးတော့တိချဲ့နဲ့တရားရခိုင်တော့တစ္ဆာရှိစွာလက်တွဲထားတဲ့သူတိုင်းအတွက်သာရည်ရထားသော post ဖြစ်ပါတယ်တိချဲ့နဲ့လက်တွဲတဲ့အချိန်မှစပြီးတော့ယနေ့အထိ တိုးဝလာသောစီးပွားပမာဏမှာသိန်းကနေရသိန်းကနေထောင်ဖြစ်ပါတယ်။ဤမှန်ကန်သောသစ္စာစကားကိုဆိုရခြင်းကြောင့်2025မကုန်ခင်ဘာရပါစီဆိုပြီးတော့ကိုလိုချင်သောစီးပွားပမာဏကိုချရည်ပေးပါ။ဒီချက်ကဒီဘက်ကနေသစ္စာအဋ္ဌံတင်ပေးပါမယ်။